ဧပြီလ28မှာငလင်းကြီးဘေးတင်ခဲ့တဲ့ဒလပိခဲ့တဲ့အချိန်အထိမိသားစုတွေဟာလုံးဂျုံမှုမရှိတဲ့ယာယီတဲတွေမှာဆက်လက်နေထိုင်ကြရပြီးတော့တန်ရှင်းနဲ့တောက်သုံးရင်းကျမ်းမာရေးဆောင်ရှောက်မှုနဲ့ကာကွယ်ဆောင်ရှောက်ပေးမှုတွေလည်းအလုံးလောက်မရရှိနိုင်ကြသေးဘူးလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံအိုချာကတော့ထုတ်ပြန်ပါတယ်လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေဟာငလင်းဘေးတုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိကြပေမဲ့လူထုအသံဝန်းတွေပြန်လည်ထူထောင်နိုင်မှုတော့အကူအညီတွေများကြီးလိုအပ်နေသေးတယ်လို့ဆိုထားပါတယ်အခုချိန်ထိလူထောင်ပေါင်းများစွာဟာယာယီတဲတွေမှာနေထိုင်နေရတယ်လို့ လမ်းလျော်မှာအိတ်ဆက်နေရုံဖြစ်တယ်လို့ဆိုပါတယ်။တန်ရှင်းတဲ့ရေးကျမ်းမာရေးစောင့်ရှောက်မှုတွေလည်းလုံလောက်လောက်မရှိသေးပါဘူး။စာသင်ကျောင်းပေါင်း2005ကျော်ပျက်စီးထိခိုက်ခဲ့ပြီးတော့နေအိမ်နဲ့အစာအုပ်တွေပြိုကျပျက်စီးခဲ့တဲ့ကြောင်းကလေးတွေအတွက်စာသင်ကြားစရာနဲ့လွတ်လပ်လပ်စောင့်စားနိုင်စရာနေရာတွေလည်းမရှိဘူးဖြစ်နေတယ်လို့ဆိုပါတယ်။လူသားချင်းစာနာထောင်မှုအကူအညီတွေလိုအပ်ချက်အများကြီးရှိနေစေဖြစ်တယ်လို့လည်း UNOCHA ကတော့သတင်းထုတ်ပြန်ထားပါတယ်။အိမ်တွေမှာပြန်နေရဖို့နေနေတတအစားတောင်းတဲ့ရေတောင်မှအခက်အခဲဖြစ်နေတဲ့နေရာတွေအများကြီးပါလို့တော့ စကိုင်းဒေသခံတဦးကတော့ new day မြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်ခင်ဗျာထိုင်းနိုင်ငံ smooth ခွန်ခရိုင်မှာထိုင်းမြို့နယ်မှာရှိတဲ့မြန်မာပြည်တက်တည်တံ့ဖွင့်လှစ်ထားတဲ့ RC နန်တော်လိုလူတိများတဲ့အပန်းဖြေဖြော်ပြေးနေရာကိုထိုင်းအာဏာပိုင်တွေကဝန်ရောက်စီးနင်းခဲ့ပြီးတော့တရားမဝင်လုပ်ငန်းလွတ်ဆောင်မှုတွေနဲ့အတူလက်နက်မွေးရစူအတွေပါဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြလာမှုရသိရပါတယ်ပြီးခဲ့တဲ့ April 28နေ့မနေ့ကမနေ့ပိုင်းမှာအဲ့ဒီနေရာကိုထိုင်းအာဏာပိုင်တွေပါတဲ့ဌာနပေါင်းစုံအဖွဲ့ကဝန်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့အဲ့ဒီနေရာမှာဘာ စားတော့ဆိုင်ကာရာအိုကေဗီလျက်ခုံတွေလုတ်ကန်နေတဲ့အပြင်လက်နဲ့မူရစီဝါတွေကိုပါဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးမှုကတော့မြန်မာမျိုးသမီးတူကသတင်းပေးတိုင်ကြားချက်ကြောင့်ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရှိရပြီးတော့ထိုင်းရောက်မြန်မာတွေအနေနဲ့အခုလိုခွင့်ပြုချက်မရှိဘဲအပိုင်းမြေဖျော်ဖြေလုပ်ငန်းတွေဖွင့်လှစ်လုပ်ကန်ခွင့်မရှိတာကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။စစ်ကောင်စီကမက်စလာ၂၈နှစ်စကိုင်းငလျင်လုခတ်ပြီးတဲ့နောက်တိုင်းသူပြည်သားတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခတ်မှုတွေဆက်လက်ပြုလုပ်ခဲ့ပြီးတော့ ပြည်သူလူထုရာချီတည်ဆုံးခဲ့တယ်လို့မြို့သားညီမျိုးရေးဆိုရန် NUG နိုင်ငံတော်သမ္မတရုံးပြောဆိုခွင့်ရှိသူဦးကျော်စောကတော့ပြောဆိုလိုက်ပါတယ်။ယနေ့ April 29ရက်မှာပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာစစ်ကောင်စီကအပြည့်အကျညာထားပေမဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့လို့ပြည်သူလူထုတည်ဆုံးခဲ့မှုအခြေအနေတွေကိုအသိပေးခြင်းဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။အကြမ်းဖက်ရာဇဝတ်ကောင်မင်းအောင်လှိုင်ဟာတချိန်တည်းမှာပဲအပြစ်မဲ့ရဲသားတွေကိုလေကြောင်းကတိုက်ခိုက်မှုတွေအတင်းကြီးဆက်လက်ပြုလုပ်နေပြီးတော့ ငလင်ဒုက္ခရောက်နေတဲ့ပြည်သူလူပုံမှန်လည်းရဲရဲဆက်ဆက်ကျူးလွန်နေတာကိုတွေ့ရှိရတယ်လို့ဥကြစောကတော့ပြောဆိုထားပါတယ်။ NUG ရဲ့လူခေဆန်ဝန်ကြီးဌာနစောက်ကြည့်လိလမှုမှတ်တမ်းနေရတော့မတ်လ28ရက်ငလင်ဖြစ်ပွားပြီးအချိန်ကစပြီးတော့ဧပြီလ23ရက်နေ့ထိငလင်ကန်ဒီတာတွေရပါဝင်နိုင်ငံအနှံ့အပြားကိုစစ်ကောင်စီကလေကြောင်းပုံကျက်တက်ခဲ့မှုပေါင်း196ကျင်းလက်နေကြီးပြစ်ခတ်တက်ခဲ့မှုပေါင်း64ကျင်းပြုလုပ်ခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။ဒီလိုလေကြောင်းလက်နေကြီးတက်ခဲ့မှုတွေကြောင့်အဲဒီကာလတွင်းမှာရသား235ဦးတိစုံးခဲ့ပြီးတော့429ဦးဒဏ်ရာရှိခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။ နိုင်ငံတကာဒေတာတွေနဲ့အင်ဂျင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့တဘာဘီအနေကနေအမျက်ထုတ်မှုတွေကိုသတိထားစောင့်ကြည့်ဖို့ကိုလည်းတက်တွန်းပြောကြားလိုပါတယ်လို့တော့တမရယုံပြိုဝေးဆိုခင်ချစ်သူဦးကျော်စောကတော့ပြောဆိုထားပါတယ်ခင်ဗျာ။ New Myanmar ညနေခင်းတရင်စီစဉ်တွေကိုနေ့စဉ်တင်းနှံနေကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။